ထိုင်ဝမ်မှာတိုက်ခန့်ပါတီဖြစ်တဲ့ကွန်မတန်ပါတီ KMD တဲ့ခေါင်းဆောင်မှုအပြိုင်ဆိုင်မှာလွတ်တော်ကိုယ်စားလှယ်ချန်လီဝမ်ကဥဆောင်နေတယ်လို့နေကိုင်းအေရှားကဖော်ပြခဲ့ပါဗျာ။ ကိုမီတန် KMD ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်ချမ်းလီဝင်ကတရုတ်ပြည်မှကြီးနဲ့ပြန်လည်ပေါင်းစည်းရေးကိုလှုံ့ဆော်သွားမယ်လို့အော်တိုဘာ၁၈ရက်မှာပြုလုပ်မယ်ပါတီဥက္ကဋ္ဌရွေးကောက်ပွဲမတိုင်မီပြောကြားခဲ့ပါတယ်။အရင်ကကိုမီတန်ပါတီရဲ့ပြိုင်ဘက်ပါတီဖြစ်တဲ့ DPP ပါတီအဖွဲ့ဝင်အောင်ဖြစ်တဲ့ချမ်းအသက်55နှစ်ဟာပါတီတွင်းခေါင်းဆောင်ယာထုနေရာအတွက်ဩဇာအာဏာကိုထူထောင်နိုင်ခဲ့ပါတယ်။ချမ်းဟာလက်ရှိ DPP ပါတီခေါင်းဆောင်ဖြစ်တဲ့ထိုင်ဝမ်သမ္မတလိုင်ရှင်တေးကိုဝေဖန်လေးရှိပြီးပြည်မှကြီးနဲ့ရေလက်ကြားဖြတ်ကျော်ပြန်လည်ပေါင်းစည်းရေးကိုလှုံ့ဆော်မှုတိုက်တွန်းခဲ့ ပါတယ်။ဆုံးရှုံးနစ်နာမှုတွေကိုရှောင်လဲဖို့အတွက်အကောင်းမြင်စိတ်နဲ့မျှော်လင့်နေလို့မရပါဘူး။ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဖြစ်လာအောင်နဲ့အဓိကကြားတဲ့ခန်းကဏ္ဍကနေပါဝင်ဆောင်ရွက်ရပါလိမ့်မယ်လို့ချန်ကထိုင်ဝမ်နိုင်ငံသားသတင်းတောက်များကလပ်မှာပြောကြားခဲ့ပါတယ်။ဒါအပြင်လိုင်ဟာတရုတ်ကိုတံပြန်ရမှာအမေရိကန်ပေါ်အလွန်ကျူးမီခိုနေကြောင်းလဲချန်ကဆွဆွဲခဲ့ပါတယ်။ ကျွန်တော်တို့ကဇတိကံရသူတွေမဖြစ်ရပါဘူး။ဒေါ်နယ်ထရန့်ရဲ့ဝက်ဖက်တစ်ချက်မဖြစ်ရပါဘူးလို့ချန်ကပြောကြခဲ့ပါဗျ။ချန်ဟာ9090တို့ကွန်ဆက်ဆက်လို့ခေါ်တယ်။ကိုမင်တန် KMD ပါတီရဲ့မူဝါဒကိုအခြေခံပြီးပြောကြခဲ့ခြင်းဖြစ်ပါတယ်။နာဒီနာဒီတို့ကွန်ဆက်ဆက်အမည်ရှိနားလည်မှုဟာ1992ခုနှစ်ကကိုမီတန်ဦးဆောင်တဲ့ထိုင်ဝမ်အစိုးရနဲ့တရုတ်အစိုးရကြားတရုတ်တနိုင်ငံနဲ့မူဝါဒအောက်မှာရရှိခဲ့တဲ့နားလည်မှုတစ်ခုဖြစ်ပါတယ်